ကဲတောက်သမီးရေလုပ်ငန်းနှစ်ကိုဒီချက်နဲ့တူဆက်ပြီးရောလေ့လာကြအောင်เนาะလုပ်ငန်းနှစ်မှာဆိုရင်ပုံတွေဝတဲ့နာမကတ်ကြမယ်ကိုဆဲထားတဲ့ပုံအကြောင်းကိုတငယ်ချင်းတို့ပြောပြမယ်တဲ့ကဲတောက်သမီးရေ ီပုံလေးကိုကြည့်လိုက်ပါအောင်เนาะအောက်မြင်တို့ခုနကတော့အကြောင်းနဲ့မှာပုံလေးဆွဲထားရမှာလားကိုဆွဲထားတဲ့ပုံလေးတွေကိုမှာနည်းမှာကတ်မယ်ပြီးရင်ဘာပုံလေးလဲเนาะကိုဆွဲထားတဲ့ပုံကဘာအပင်လဲနံပါတ်လေးတွေတကယ်ချင်းနဲ့အတူတူပြောကြည့်မယ်เนาะအဲ့တော့ကိုဆွဲထားတဲ့ပုံကခုနကြီးရှယ်ပြောသလိုပဲဘာကြီးပါမလဲဟုတ်တယ်အစိပ်ပိုင်းတစ်ပင်ရဲ့အစိပ်ပိုင်းနေပါမယ်เนาะအရွက်ပါမယ်အကိုက်ခက်ပါမယ်ပင်စီပါမယ်အမြင့်ပါမယ် ကဲဒါတော့တောင်းသမီးတို့ကိုယ်တိုင်ဆွဲပြီးတော့တငယ်ချင်းနဲ့အပြန်မယ်ပြောချင်နော်ကဲဟုတ်ပြီကဲကိုယ်ဆွဲထားတဲ့ပုံလေးကဘယ်အပင်လဲအမ်ဟုတ်တယ်အဲ့တော့ဆွဲထားလို့ရှိရင်ကိုယ်ဆွဲထားအပင်ကဟာအရွက်ကလေးကတော့ဘလို့ပုံစံလေးရှိတာဘာအောင်ရောင်လေးရှိတာအမြင့်ကဘလို့ပုံစံလေးရှိတာအမ်ဟုတ်တယ် ဒီမှာဆိုရင်ဒီမှာအเจ้าလူတွေကပြောထားတယ်အရွက်ကအစိမ်းရောင်းတဲ့ပင်စီကတော့တဲ့မြေကြီးထဲမှာထောင်မှတ်နေတယ်တဲ့ဟောနောက်အเจ้าသားလေးကလည်းပြောထားတယ်အရွက်နဲ့တဲ့ပင်စီအเจ้าကိုသိပါပြီတဲ့ဒါပေမဲ့တဲ့မြေကြီးအောက်မှာရှိတာဘာလဲတဲ့ကဲတော့ဒီမျိုးကြီးအရွက်တွေပင်စီရောသိပြီမြေကြီးအောက်မှာဘာရှိလဲတဲ့ဒီရှေရှိမှလည်းပြောရအောင်နော်မြေကြီးအောက်မှာတစ်ပင်ရဲ့ဘယ်အစိမ်းပိုင်းရှိလဲပြောကြည့်ပါဦး ဟုတ်တယ်ဟုတ်တယ်မြေကြီးရဲ့အောက်မှာဘယ်တစ်ပြေဘယ်အစိုက်ပိုင်းလဲဆိုရင်အမြေဟွန်းဟုတ်တယ်အဲ့တော့မြေကြီးရဲ့အောက်မှာရှိတာဒီအမြေတစ်ပြေရဲ့အစိုက်ပိုင်းဖြစ်တယ်အမြေရှိတယ်ကဲဒါဆိုရင်တာဟုတ်သမီးတို့ကတစ်ပြေရဲ့အစိုက်ပိုင်းလေးတွေကိုသိပြီနော်ကဲအဲ့ဆိုရင်ဒီစင်းနဲ့တူတူလုပ်ငန်းတုံးလေးကိုဆက်ပြီးရေးလာကြမယ်နော်